အားလုံးပဲမင်္ဂလာပါရှင်ဒီတစ်ခါမှာတော့မန္တလေးမြို့ကြီးဖြစ်ပေါ်လာပုံနဲ့မန္တလေးမြို့ရဲ့တမိုင်းကျောင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်မန္တလေးမြို့ကိုခရစ်နှစ်1859ခုနှစ်တွင်ကုန်းမောင်မင်းဆက်ဆက်တဆက်ဖြစ်ပြီးဒသမမြောက်ဖြစ်သောမြမပြင်းမင်းတုံးမင်းမယဟန်းရှင်လူအများကန်းကွက်သည့်ကြားမှာစတင်တည်ထောင်ခဲ့ခြင်းဖြစ်ပါတယ်မန္တလေးမြို့ဟာ1885ခုနှစ်တီဘောမင်းလက်ထက်တတိယအင်္ဂလိပ်မြန်မာစစ်ပွဲမတိုင်မီ 1869နှစ်မှ1885ခုနှစ်တွင်နောက်ဆုံးကျင်းရတဲ့လွတ်လပ်သောမြမမင်းနေပြည်တော်လည်းဖြစ်ပါတယ်။မန္တလေးမြို့စတင်တည်ထောင်ကစားအချိန်တွင်မန္တလေးရက်ကိုထီပေါင်းကားဟုခေါ်ဆိုကြပါတယ်။မြို့တော်ရဲ့တရားဝင်အမည်မှာရန်နာဘုံဖြစ်ပါတယ်။ဘရင်ခေတ်ကမန္တလေးအားရွှေမြို့တော်ရန်နာဘုံရွှေမြို့တော်စသဖြင့်တုံ့နှုံးခဲ့ကြပါတယ်။မန္တလေးဟုခေါ်ဆိုခြင်းနဲ့ပတ်သက်၍တိကျသောအထောက်အထားမတွေ့ရသေးပြီ။ ပညာရှင်များကအမျိုးမျိုးဆိုခဲ့ကြပါတယ်။တချို့ကမန္တလေးတောင်အားအစွဲပြည့်၍တောင်ကျေရှိမြို့အားမန္တလေးဟုခေါ်ကြောင်းဆိုကြပါတယ်။မန္တလေးဆိုသည့်စကားမှာမန္တလာဟုသောစကားမှဆင်းသက်လာကညဉ့်ညပြန်ပြူသောလွန်ပြင်ဟုအဓိပ္ပာယ်ရပါတယ်။မန္တလာဟုသောစကားသည်ခေတ်ကာလကြာသောအခါမန္တလေးစသဖြင့်ပြောင်းလာခဲ့သည်ဟုဆိုကြပါတယ်။ တချို့ကမန္တလေးဟူသောပုံဝန်ကျင်တွင် တောင်ကူးလုံးခြံရံလျက်ရှိသည့်တောင်ဖြစ်သည့်ဖြင့်မန္တလေးတောင်ဟုခေါ်တွင်ကြကြောင်းဆိုကြပါသည်။မန္လေးမြို့ဟာမြန်မာနိုင်ငံရဲ့ဒုတိယအကြီးဆုံးမြို့ဖြစ်ပြီးမန္လေးတိုင်းဒေသကြီးရဲ့မြို့တော်လည်းဖြစ်ပါသည်။စီဝါရီမြို့တော်ရန်ကုန်မြို့မှ385မိုင်ကွာဝေးပြီးအေယာဝတီမြို့ရဲ့အရှေ့ဘက်မှာတည်ရှိပါသည်။ကွန်ပေါင်းမင်းဆက်မြန်မာနိုင်ငံရဲ့နောက်ဆုံးမြို့နေပြည်တော်လည်းဖြစ်ပါသည်။ ယခုအခါမြန်မာနိုင်ငံအထက်ပိုင်းမန္တလေးတိုင်းဒေသကြီးမန္တလေးခရိုင်တို့ရဲ့ရုံးဆိုင်မြို့ဖြစ်ပြီးရန်ကုန်မြို့ပြီးနောက်ဒုတိယအကြီးဆုံးမြို့လည်းဖြစ်ပါတယ်။မြန်မာနိုင်ငံရဲ့အလဲဘဟုတွင်တည်ရှိတဲ့ကဲ့သို့မြန်မာရင်ကျေမှုတို့စုဝေးရာဒေသလည်းဖြစ်ပြီးအိန္ဒိချင်းနိုင်ငံများနဲ့ကူတန်းသွားလာရေးကုန်စည်ပို့ဆောင်ရေးတို့အတွက်အခြားခြားကြသောမြို့လည်းဖြစ်ပါတယ်။မန္တလေးမြို့ဟာခေတ်သုံးပြည့်ပြောင်းလဲခဲ့တော့လဲထင်ရှားလျက်ပြင် ရှိနေပါသေးတယ် နှစ်တရာအတွင်းမန္တလေးမြို့မှာဒုတိယကဘာစစ်တမ်းမိဘအန်ဒီယန်များကိုခံရတဲ့အတွက်အပြည့်အစည်းများရှိခဲ့တော်လဲအသည့်ပြန်လဲပြုထောင်နိုင်ခဲ့ပါတယ်။မန္တလေးမြို့တော်ဟာမြန်မာနိုင်ငံရဲ့နောက်ဆုံးမင်းနေပြည်တော်ဖြစ်ခဲ့တဲ့အလျောက်မြန်မာစစ်ဟန်ရင်ကျေးမှုအမွေအနှစ်အများပြားကြံရစ်ကမြို့သားများကဆက်လက်ထိန်းသိမ်းလျက်ပင်ရှိနေကြပါသေးတယ်။မဟာမုနိဗျာရုပ်ပွားတော်ကြီးဟာမန္တလေးမြို့ရဲ့အထင်ကြီးနေရာတစ်ခုလည်းဖြစ်ပါတယ် ဂေါတမမြတ်စွာဘုရားကရင်ငွေတော်ခုနှစ်ကြိမ်ပေးခဲ့သဖြင့်တတ်တော်ရှိသည်ဟုယုံကြည်ကြပြီးအဘိုးတော်ဘုရားဘရုံမြင့်လက်ထက်1984ခုနှစ်တွင်သားတော်အင်ရှိဆံမင်းသားဒရုမင်းစောကရခိုင်မှပင်ဆောင်ခဲ့ခြင်းဖြစ်ပါသည်။မန္လေးတောင်သည်မန္လေးမြို့ရဲ့မြောက်ဘက်တွင်တည်ရှိပြီးပင်လယ်ရေမျက်နှာပြင်မှ230မီတာမြင့်ပါသည်။အရှေ့ဘက်သို့မျှော်ကြည့်လိုက်ရင်ရှမ်းရိုးမတောင်နှင့်အနောက်ဘက်သို့ကြည့်လိုက်ရင်အေရာဝတီမြစ်ကမ်းများကိုလည်းမြင်တွေ့နိုင်ပါသည်။ ကျုံနှင့်မြို့ရိုကာယံထားသောမန္တလေးနန်းတော်ကြီးဟာကုမမင်းဆက်ရဲ့ဘုရင်များဆိုးဆန်းခဲ့သောနေရာလည်းဖြစ်ပါတယ်။ဒုတိယကမ္ဘာစစ်အတွင်းကဘုံကျဲခြင်းအကြိမ်ကြိမ်ခံခဲ့ရပြီးပျက်စီးခဲ့တော်လဲ။နောက်ပိုင်းမှာပြန်လည်ပြုပြင်ခြင်းများပြုလုပ်၍မြာနန်းစံကျော်ရွှေနန်းတော်ကြီးကို ပြန်လည်တည်ဆောက်ခဲ့ပါတယ်။ မန်းလေးမြို့ဟာအေယာဝတီမြစ်ရဲ့လက်ဝဲဘက်ဖြစ်သောအရှေ့ဘက်ကမ်းပေါ်တွင်တည်ရှိပြီးအေယာဝတီမြစ်နှင့်ရှမ်းကုန်းပြင်မြစ်ရဲ့အကြားအနက်ရှစ်မိုင်ရှိသော မြေပြန့်ရဲ့အစိပ်အပိုင်းတွင်တည်ရှိပါသည်။ညောင်လက်တီကျူ27ဒီဂရီ68မိနစ်နှင့်အရှေ့လောင်ကြီးကျူ66ဒီဂရီ10မိနစ်ကြားမှာတည်ရှိပါသည်။အကြေဝန်းအားဖြင့်25စတူရမ်းမှရှိ၍လူဦးရေမှာ1963ခုနှစ်တွင်ခမ်းမန်းကြီး 23526ရောက်ခန့်ရှိပါတယ်။ကဘာကူလာသမဂ္ဂဤခမ်းမချက်များအရာ2009ခုနှစ်တွင်မန္လေးမြို့ရဲ့လူဦးရေဟာစုစုပေါင်းတသန်းခန့်ရှိသည်ဟုသိရပြီးလူဦးရေတိုးတက်နှုန်းများအရာ2025ခုနှစ်တွင် မြို့နယ်လူဦးရေစုစုပေါင်း1.5တန်းခန့်ရှိလာမည်ဟုခန့်မှန်းထားပါတယ်။မြန်မာနိုင်ငံရဲ့ရင်းကျေးမှုမျိုးတော်ဖြစ်သောမန္တလေးမြို့ဟာလွန်ခဲ့တဲ့နှစ်ပေါင်း20ခန်းကတရုတ်လူမျိုးများဝင်ရောက်လာခဲ့ပြီး တရုတ်ယဉ်ကျေးမှုများစီးစင်းဝင်ရောက်လာပါတယ်ယခုအခါတရုတ်လူမျိုးများမှာမြို့နယ်လူထုရဲ့30ရာခိုင်နှုန်းမှ40ရာခိုင်နှုန်းအထိရှိနေပြီးအိန္ဒိယလူမျိုးများလည်းမန္တလေးမြို့မှာနေထိုင်ကြပါတယ်။မန္တလေးမြို့ဟာမန္တလေးမြို့တော်စီပင်သာယာရေးကော်မတီရဲ့အုပ်ချုပ်မှုတွင်တည်ရှိ၍မြို့နယ်6ခုအရန်မြို့နယ်ပသိမ်ကြီးမြို့နယ်တစ်ခုဖြင့်ဖွဲ့စည်းထားပါတယ်။မန္တလေးစီပင်သာယာရေးကော်မတီနယ်နိမိတ်တွင်မဟာအောင်မြို့နယ်အောင်မြေသာဆန်မြို့နယ်ချမ်းအေးသာဆန်မြို့နယ် ချမ်းမြတာစီမြို့နယ်၊မြည်ကြီးတကူမြို့နယ်၊အမရပူရမြို့နယ်၊ချောင်းမြို့နယ်ပါဝင်ပါတယ်။မန္လေးမြို့ဟာကံကိုးကံ၊ကုံကိုးကုံ၊တောင်ကိုးလုံးဝန်းရထားသည်ဟုဆိုပါတယ်။မန္လေးမြို့တော်စီပင်သာယာနေနမိတ်အတွင်ရှိ အမရပူရမြို့ဟောင်းတွင် အမရပူရနန်းတော်တပြေတန်းခန့်တက်တောင်သမအင်းဥပိန်တားမဲဆဲတန်းတောင်လေးလုံးကျောင်းတိုက်ဘာကရာဖုံကြီးကျောင်းဆောင်းတရကန်းကျောင်းကျောက်တော်ကြီးဖရာအမရပူရနဲ့ ရဏကူတို့အဓိကနေရာအဖြစ်တည်ရှိနေပါသေးတယ်။ကျေးဇူးနာရှင်ပေးမှုအတွက်ကျေးဇူးတင်ပါတယ်ရှင်။ယခုကဲသို့သောဘုဟုသုဒများကိုဆက်လက်တင်ဆက်ပေးသွားမှာလို့ကျွန်မရဲ့ YouTube Channel ကို Like and Subscribe လေးလုပ်ခဲ့ပေးကြပါအောင်ရှင်။